ခမရတို့ဟာကိုပြိုင်ပိုက်ရဲ့ခံစစ်ကိုအစွမ်းကုန်ဖျက်ဆီးဖို့ကြိုးစားနေပေမဲ့ကြော်ပြီးကြော်ဇက်တိုက်ကြာရှုံးနေတယ်ဆိုရင်ဒီဗီဒီယိုဟာခမရတို့အတွက်ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဂိုးအရိယာအနီးတဝိုက် final touch မှာခမရတို့ရဲ့တိုက်စစ်စွမ်းရည်တိုးတက်လာအောင်ကိုညီပေးမယ်နီးလန်းခွနခုကိုကျွန်တော်ပြောပြပေးသွားမှာပါ။ဒါပြင်ခမရတို့ဟာကိုပြိုင်ဘက်ကလက်မြောက်အရှုံးပေးလိုက်ရတဲ့အထိကောင်းကောင်းကစားနိုင်ပါလိမ့်မယ်။ကဲစလိုက်ရအောင်။နံပါတ်၁ကွက်လက်ချပါ look for gaps လူများစုကဒီအခြေခံချက်ကိုမေ့နေတတ်ကြပါတယ်ဘောလုံးကိုတက်တက်မဲမဲ blindly ပေးတာဒါမှမဟုတ်ဘောလုံးဖောက်ပို့တာမျိုးမလုပ်ပါနဲ့ပြီးတော့နေရာလွတ်မရှိတဲ့သူတွေစီကိုမပေးပါနဲ့ဒီလိုပေးရင်သူကဘောလုံးကိုအလွဲတကူလက်လို့ဆုံးရှုံးသွားပါလိမ့်မယ်ဒီတော့ခမားတို့ကကွက်လက်ကိုမတွေ့ရင်ဘလို့လောက်ရမလဲမိကောင်းမေးလာနိုင်တယ်ခမားတို့လောက်ရမှာကကွက်လက်ကိုဖန်တီးရမှာပါဘောလုံးကိုကိုယ်တိုင်ဆွဲယူသွားပြီး dribbling ဖန်တီးနိုင်တယ်လို့ကိုကိုလိုက်ကူမဲ့သူတယောက်ယောက်မရောက်မချင်းဘောလုံးကိုထိန်းထားပြီးတော့ဖန်တီးလို့ရပါတယ်။နောက်ထပ်စစ်ဝင်စားတဲ့တခုပြကျင်သေးတယ်။ခမားတို့ကပြေးတော့ပြေးနေတာထားပါတော့ဘယ်အချိန်မှဘောလုံးဖောက်ဖို့ဖို့အကောင်းဆုံးလေ။သတိထားပါခမားပြေးနေတဲ့အချိန်မှာပြန်ဘက်ကတစ်ချိန်ချင်းမှာခမားရှိကိုလာဖို့တီချာပေါက်ကြိုးစားလိုက်မယ်။အဲ့လိုမျိုးသူကစပြီးချင်းကက်လာတဲ့အချိန်ကိုစောက်ပါ။အဲ့ဒီအချိန်ကျမှဘောလုံးကိုဖောက်ပို့လိုက်ပါ။ပြန်ဘက်ကဘောလုံးကိုဖျက်ယူဖို့လုံးဝမလွယ်တော့ပါဘူး။ပြန်ဘက်ကခမားရှိကိုလုံးဝမချင်းကက်ပဲလမ်းပိတ်နေမယ်ဆိုရင်တော့ဘောလုံးဖောက်ဖို့နေကြမလိုပါဘူး။လက်ရှိကစားသ မနဲ့ပဲတိုက်ရိုက်ကန်တွင်းလိုက်ပါ